မင်္ဂလာပါကြည်ပြတို့ရေ Microsoft အထက်မှာ table တွေတိစောက်ထားရဆိုရင်ဒီ table တွေထဲမှာနံပါတ်စင်တွေတက်ရတာမျိုးတွေရှိလိမ့်မယ်အဲ့တော့ဒီလိုမျိုးနံပါတ်စင်တွေတက်ရတဲ့အခါမျိုးတွေမှာကိုကဒီဇာတ်တစ်ခုချင်းစီမှာ1 2 3 4 5 6ကိုတစ်ခုချင်းစီရိုက်เสียရမလို့ပဲနဲ့ဒီလိုမျိုး series လိုက်ကြအောင်ဘလို့အသုံးပြုလို့ရမလဲဆိုတာကိုဒီနေ့ video lesson လေးမှာ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကြည်ပြတို့တွေကပထမဦးဆုံးကကိုယ့်ရဲ့ဒီစာရင်းစရာထဲမှာက ါတယ်မရှိနေဘူးလဲဆိုလို့ရှိရင် number တွေမရှိနေဘူးဒီလိုမျိုးအလွတ်ပေါ့အလွတ်ထားထားမယ်အဲ့တော့ဒီမှာအလွတ်ထားထားတဲ့ဒီ serious number ဆိုတဲ့အထဲမှာမှာသူက1 2 3အဆင့်လိုက်ကြလာခြင်းနဲ့ဒါဆိုရင်ဘယ်လိုလုပ်မလဲဘယ်လိုလုပ်မလဲဆိုရင်ကိုကဒီမှာ1 2 3တွေကိုအဆင့်လိုက်လိုက်ပြီးတော့မှရိုက်เสียမလို့ဘူး arrow သုံးပြီးတော့မှ1 2 3တကွက်ချင်းစီကိုရိုက်เสียမလို့ဘူးကို series number တက်ချင်တဲ့ဆဲကွက်အရေးအတွက်ကိုတိတိကျကျဆက်လက်မှတ်ပါကိုက၁၀ကွက်ကို၁၀ကွက် နံပါတ်စင်တက်မယ်ဆိုရင်ဆဲခွက်ကိုဆက်လက်မှတ်ဆက်လက်မှတ်ပြီးသွားပြီဆိုရင်ဒီမှာ home နဲ့က paragraph ထဲကိုသွားမယ် paragraph ထဲကနေပြီးတော့မှ numbering ဆိုတာလေးရှိပါတယ်เนาะအဲ့တော့ numbering လေးကိုနှိပ်ပြီးတော့မှဒီထဲမှာကိုလိုချင်တာကမြန်မာစာနံပါတ်စင်ကိုတက်ချင်တယ်ဆိုရင်မြန်မာစာကိုရွေးအင်္ဂလိပ်စာနံပါတ်၄နံပါတ်စင်ကိုတက်ချင်တယ်ဆိုရင်အင်္ဂလိပ်စာနံပါတ်စင်ကိုရွေးပြီးတော့မှတက်လို့ရတယ်အဲ့တော့ကိုကဒီနံပါတ်စင်ကိုဘယ်ဘက်မှာကတ်ပြီးတော့မှအလုပ်လုပ်ချင်တယ် အလဲမှာထားခြင်းနဲ့သို့မဟုတ်ဒီနံပါတ်စင်ကိုညာဘက်မှာကတ်ချက်နဲ့ဆိုလို့ရှိရင်ဒီနံပါတ် format တွေကိုပဲပြန်ပြီးတော့သွားပြင်လို့ရတယ်ဆိုတော့ဘလို့ပြင်မှာလဲကိုလက်ရှိသုံးနေတဲ့ဒီနံပါတ်စင်ကိုအလဲမှာမထားခြင်းဘူးညာဘက်မှာထားခြင်းနဲ့ပေါ့နော်ညာဘက်မှာထားခြင်းနဲ့ဆိုရင်ကိုထားခြင်းနဲ့ဒီကနန်းလေးတွေကိုဆက်လက်မှတ်လိုက်ပြီးတော့ရင် paragraph group ထဲကနေပြီးတော့မှ number ဆိုရက်ဒီ number format ရဲ့မြားလေးเนาะမြားလေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးသွားပြီဆိုရင်ဒီထဲမှာ ။မရှိလဲဆိုရင် define new number format ဆိုတာလေးရှိတယ်။အဲ့ဒီနေရာလေးရဲ့ဒီနေရာလေးမှာ alignment ဆိုတာလေးရှိတယ်။အဲ့ဒီ alignment မှာ left ရယ် center ရယ် right ရယ်ရှိတယ်။ဒါလေးတွေကိုကိုယ်ကြိုက်တဲ့ပုံစံရွေးပြီးတော့မှပြင်သုံးလို့ရတယ်။ဒါဆို right back ကိုသွားကျင်နေဆိုရင် right ကိုရွေး okay နဲ့လိုက်တယ်ဆိုလို့ရှိရင်သူ့ရဲ့စာလေးတွေကညာဘက်ကိုကတ်သွားလိုက်မယ်။ဒါကိုကစာအရင်များနေတယ်ဆိုလို့ရှိရင်တော့သူကဒီမြင်းနဲ့ကတ်တာမျိုးမဟုတ်ဘူးเนาะ။ကိုရေးထားတဲ့စာလေးတွေနဲ့ညှိပြီးတော့အလုံးလုံးတာမျိုးကို ပြောတာပါစာတီးကနန်းလေးတွေဒီကနန်းလေးတွေရဲ့အဲညီသွားတဲ့အညီလေးကပါလဲဆိုရင်ညာဘက်လေးတွေကိုညီသွားတယ်လို့ပြောတာပါเนาะအဲ့တော့ကိုက Microsoft ဘက်ထဲမှာဒီလိုမျိုးနံပါတ်စင်တွေကို series light တက်ရတော့မယ်ဆိုရင်တစ်ခုချင်းစီကိုတက်เสียမလို့ဘူး number format ကိုတုံးပြီးတော့တက်လိုက်ရုံပါပဲတကယ်လို့ကိုကတက်ထားတဲ့ series number တွေကိုမလို့ချင်းလို့ဖြတ်ချင်တယ်ဆိုလို့ရှိရင်လေကိုဖြတ်ချင်တဲ့ဒီကနန်းလေးတွေ series number လေးတွေကိုဆက်လက်မှတ် ဆက်လက်မှတ်ပြီးသွားပြီဆိုရင် paragraph group ထဲကိုသွားပြီးသွားရင်ဒီထဲမှာ numbering နဲ့ကိုသွားသွားပြီးသွားလို့ရှိရင်ဒီထဲမှာ nan ဆိုတာလေးကိုနှိပ်ပြီးတော့ဖြုတ်ပလိုက်လို့ရတယ်ဒီနေရာမှာ ကိုကိုတိုင်း1 2 3ရိုက်ထားတယ်ဆိုလို့ရှိရင်တော့ delete ကို best page လို့နဲ့ပဲတုံးလို့ရမှာ ဖြစ်ပါတယ် number format ဒီဘယ်လိုအခြေအနေမှာပဲတုံးလို့ရလဲဆိုရင်ကိုယ့်ရဲ့ဒီ microsoft word ထဲမှာ series light ကို number format နဲ့တက်ထားရဲဆိုရင်ပြန်ပြီးတော့ဖြုတ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်